ကချင်ပြည်နယ်မြစ်တနာမြို့မှာယခုရက်ပိုင်းတွင်မွေးရစေဝါအလွန်ကျွန်30ရာမှတိုက်ဆုံသူများခက်ဆစ်စိတ်မြင်တွေ့လာရတယ်လို့မြစ်တနာမြို့နေဒေသခံများထံမှသိရပါတယ်။နေမြေမငိမ့်တက်မှုနဲ့လုံခြုံရေးအားနည်းမှုများကိုအခွင့်ကောင်းယူကာမွေးရစေဝါရောင်းဝယ်မှုများပုံမှုလှုပ်ဆောင်လာကြပြီးတိုက်ဆုံသူများမှလည်းရခင်ကတည်းကခက်ဆစ်စိတ်မြင်တွေ့လာရတယ်လို့မြစ်တနာမြို့နေမြို့မီမြို့ဖတို့ကပြောပါတယ်။အခုနောက်ပိုင်းမှာမွေးရစေဝါရောင်းတဲ့သူတွေတုံးတဲ့သူတွေကမြင်မြင်ထင်ထင်ကိုလှုပ်လာကြတယ်။ ်အခုလိုနဲ့မြင်မငြိမ်တက်မှုကသူတို့အတွက်လှူရှာဖို့အခွင့်ကောင်းတစ်ခုလိုဖြစ်နေတယ်လေအခုရက်ပိုင်းမှာဆိုရင်ဆေးလွန်ပြီးတည်တဲ့သူတွေကိုလိုင်းပေါ်မှာရောအပြင်မှာရော နေ့တိုင်းလိုလိုတွေ့နေရတယ်လို့သူကပြောပါတယ်မြင့်တနာမျိုးအခြေစားလူမှုကူညီရေးအသင်းများ၏စီရင်များအရယခုလပိုင်းဒုတိယအပတ်အတွင်းမူရစေဝါကြောင့်တည်ဆုံသူ၄ဦးအထိရှိခဲ့ကြောင်းနဲ့တည်ဆုံသူအများစုမှာလည်းအမိမတိပိုင်ရှင်မဲ့အလောင်းများအဖြစ်ဆောင်ရွက်ပေးခဲ့ရတယ်လို့သိရပါတယ် ဒေသခံတွေပြောဆိုချက်အရ ECD ရက်ွက်ရံဘူးရက်ွက် လေကုန်းရက်ွက်တို့မှာမူရစ်စေဝါသုံးဆွဲသူများကိုပေါ်ပေါ်ထင်ထင်မြင်တွေ့လာရပြီးအနီးနားရှိဒေသခံများအနေဖြင့်လည်းကြောင်းလက်နေရတယ်လို့ဒေသခံတူကပြောပါရယ် လူနေအိမ်သားတွေမှာလာလာပြီးမူးယစ်ဆေးတုံးကြတယ်။သူတို့ငွေလိုလာရင်လွယ်လွယ်ရတဲ့သမျှတိုက်တာလူရက်သားတွေဖြစ်လာမှဆိုရတယ်။ဒါကြောင့်အိမ်မနေရင်လည်းတတိနဲ့နေပြီးစိုးရိမ်နေရတယ်။တက်ဆိုင်ရာတွေအနေနဲ့လည်းဒီလိုနေရာတွေမှာလုံခြုံရေးစစ်ဆေးပြီးဖမ်းဆီးအရေးယူတာတွေလုပ်ပေးဖို့ပြောဆိုချင်ပါတယ်လို့သူကပြောပါတယ်။ ဒါအပြင်မွေးရစေဝါကြောင့်တေဆုံးသူများကိုပုံမူမြင်တွေ့လာရတဲ့အပြင်မွေးရစေဝါတုံးဆဲသူများအနေဖြင့်၎င်းတို့မွေးရစေတုံးဆဲရငွေလိုအပ်ပါကငွေလွယ်လွယ်ရတဲ့ခိုးဆိုးလူရဲမှုများကိုလှုပ်ဆောင်လာကြသည်ဖြစ်အောင်မြစ်တနာမျိုး၌ဓမြတိုင်လူရဲမှုများလည်းမကြာခဏဖြစ်ပွားနေတယ်လို့ဒေသခံများထံမှသိရပါတယ်။